ရှိပီတာမြို့နယ်ဝါဒီယာစက်မှုဇုံမှာရှိတဲ့အထည်ချုပ်စိတ်ယုံမီးလောင်မှု level 2ရင်အုပ်စုဖြစ်မိငိန်တက်နေရပြင်းထန်ကြောင်းဆိုစူပါကြောင်မီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ဖေဖော်ဝါရီလ16ရက်နေ့မော်လ်ဝိုင်းဆက်မနာရီမိနစ်20ကစတင်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ဝါတရာဆက်မှုဇုံငပြောတော်လမ်းမှာရှိတဲ့အထယ်ကျုပ်စက်ရုံမှာမီးလောင်ကျွမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့ရွှေပြည်သာမြို့နယ်မီးသက်စခန်းမှာမီးငြိမ်းတဲ့ရေလေးစီးနဲ့ရေတရင်ရေစီးဟာတနီဦးပိုင်းထွက်ခွာနှီးတက်ခဲ့ခြင်းဖြစ်ပြီးတော့ဝန်လဲ၁၂နာရီ၂၅မိနစ်မှာ level 1ရင်အုပ်စုများဆက်လက်ထွက်ခွာနှီးတက်နေရမှာ မွန်လဲတနာရီနဲ့3မိနစ်ခန့်မှာ level 2ယင်အုပ်စုများဌာနချုပ်ယင်အုပ်စုများထွက်ခွာကငင်းကြလေးရှိကြောင်းလည်းမြန်မာနိုင်ငံမိကပ်ခုခွင်မှာကနေဦးတရညာဖော်ပြထားလေးရရှိပြီးတော့အခုလိုမျိုးလောင်ကျွမ်းနဲ့ရွှေပြည်သားမြို့နယ်ဝါတရားဆက်မှုဆောင်မပြောတော်လမ်းမှာရှိတဲ့အထယ်ကျုပ်စိတ်ယုံဟာတန်ဘရာဒါစိတ်ယုံခွဲဖြစ်ကြောင်းလည်းအဆိုပါစိတ်ယုံမှာလောက်သားများရဲ့ဖော်ထုတ်ပြောဆိုမှုတွေရသိရှိရတာဖြစ်ပြီးတော့မိကတော်တော်လေးပြင်းပြီးတော့မိလောင်ပြင်းကိုအရေးကြီးလာတဲ့မိမိဇာကားတစည်းဟာလည်းလမ်းမှာရင်တိုက်မှုတစ်ခုဖြစ်ပွား ားခဲ့တဲ့ကြောင်းကိုလည်းသိရှိရပြီးတော့မိသက်ကားတိုက်မှုဖြစ်စဉ်ကအဆိုပါမိလာကလမ်းကိုတွားရောက်ကူညီမဲ့မိသက်ရင်းစည်းအနေနဲ့လက်ထူးတွင်ဖြစ်တော့ ထောက်ကျက်မှာရင်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့ထိခိုက်မှုအခြေအနေမိသက်ကတိုက်မှုဖြစ်စဉ်အတွင်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းကိုလည်းသိရှိရတာလည်းဖြစ်ပါတယ်။ချင်းချင်းဒီမှာမိသက်တစ်ဖက်အများအနေနဲ့လူမှုကွန်မြူနတီအသင်းကမိလောင်မှုကိုအချိန်မီထိန်းချုပ်နိုင်ရန်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်းကိုလည်းသိရှိရပြီးတော့ဒီဖြစ်စဉ်မှာရန်ကုန်ဒေသကြီးရွှေပြည်တာမြို့နယ်ဝါဒီယာဆက်မှုဆောင်ငပြောတော်လန်အထက်ကျုပ်စေယုံမိလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိခဲ့တာဖြစ်တဲ့အတွက်လေတော်ဝန်လေတော်ကြီးများအတိအကျဖတ်ပြပြီးတဲ့နောက်မှာတော့တနင်္လာနေ့38 20မိနစ်မှာမီးထိန်းနိုင်ခဲ့ပြီးနောက်မှာမီးကိုအပီးသက်ငိမ့်သက်နိုင်ခဲ့ပြီးဖြစ်ကြောင်းကိုလည်းမီးသက်ဦးစီးဌာနရဲ့ထုတ်ပြန်ပြောဆိုမှုတွေအရသိရှိရခြင်းဖြစ်ပြီးတော့တစ်ဆက်ထဲမှာပဲဒီအပိုင်းတွင်မှာတော့မီးလောင်မှုရှင်တွေကရခုံမြို့တဝိုက်မှာဖြစ်ပွားနေတာဖြစ်ပြီးတော့အများပြည်သူများအနေနဲ့ခြောက်သွေ့ပြီးတော့နွေရာသီကာလကိုရောက်ရှိလာခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့မီးပိအန်ရီကိုအထူးသတိပြုဖို့အတွက်ကိုလည်းလိုအပ်ကြောင်းကိုအခုသတင်းကြောင်လေးကနေတဆင်ဖော်ပြတင်ဆက်ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်ပြည်သူကြီးတွေအတွေ့အမြင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြု ရေးပေးသွားနိုင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ